မင်္ဂလာပါရှင် People's Free ရဲ့ပြောပြအောင်မဲ့အစီအစဉ်ပါ Trump ရဲ့အဆိုအရကယူကရိန်းစစ်ပွဲရဆိုင်းရေးကိစ္စကြောင့်ဝင်စိတ်ဆက်ပေးတဲ့အနေနဲ့အဆိုပြုထားတဲ့အချက်တွေထဲမှာ Crimea ကို Russia ပိုင်တဲ့အဖြစ် American ကအတိအမှတ်ပြုပေးမယ်ဆိုတဲ့ကန့်လန့်မှုလည်းပါဝင်နေပါတယ်ဒါပေမဲ့ Crimea ကျွန်းဆွယ်ကိုလက်လွတ်ပေးဖို့ခေါင်းမာမာနဲ့ညှင်းဆန်းနေတဲ့ Ukraine သမ္မတ Zelensky ကြောင့်စစ်ပွဲရဆိုင်းရေးဆွေးနွေးမှုတွေကခရီးမရောက်နိုင်ဘူးဖြစ်နေတယ်လို့ Trump ကအခုသတင်းပတ်မှာပြစ်တင်ဝေဖန်လိုက်ပါတယ် ဒါကြောင့်အခုတစ်ပတ် People's Spring ရဲ့ပြောပြအောင်မယ့်အစီအစဉ်ကနေယူကရိန်းစစ်ပွဲရပ်ဆိုင်ရေးထရမ့်ရဲ့အစီအမံတွေအတွက်အဟန့်အတားဖြစ်လာတဲ့ခရိုင်းမီးယားဆိုတဲ့ကောင်းစင်ကိုရွေးချယ်ထားပါတယ်။ရွေးကောက်ပွဲချုပ်မဲဆွယ်မှုကာလတွေတုန်းကသူတမရဖြစ်လာရင်ယူကရိန်းစစ်ပွဲကိုအ мян ဆုံးရပ်တန့်ပြမယ်လို့အလေးလုံးထွားထားတဲ့ထရမ့်အတွက်တော့သူရဲ့တမရဘဝပထမဆုံးရပ်ပေါင်းတရာတွင်အဲ့ဒီဂတိကိုတီးဖို့မျှော်လင့်ထားပုံပါပဲ။ ဒါပေမဲ့ခရမ်းဘီယာကိစ္စကအတားအဆီးသဘောဖြစ်နေတဲ့ပေါ်အတော်လေးစိတ်အချင်ပေါက်နေပုံရပါတယ်။တကယ်တော့ခရမ်းဘီယာက2020 February 24ရက်နေ့မှာစခဲ့တဲ့ကျူးကျော်ဆက်ပွဲနောက်ပိုင်းကြမှာရုရှားလက်ထဲကိုကျရောက်ခဲ့တာမဟုတ်ပါဘူး။2014ခုနှစ်ကတည်းကခရမ်းဘီယာဟာရုရှားလက်အောက်ခံဖြစ်ခဲ့ပြီးသားပါ။အဲ့ဒီတုန်းကအစိမ်းရောင်ယူနီဖောင်းတွေနဲ့ကွန်မန်ဒိုဆန်ဆန်စစ်သားတွေကခရမ်းဘီယာကိုရုတ်တရက်ရောက်ရှိလာပြီးဒေသရဲ့လွှတ်တော်နဲ့အစိုးရအဆောက်အအုံတွေကိုစီးနှင်လိုက်ပါတယ်။ ပြီးတော့ယူကရိန်းလုံခြုံရေးတပ်ဖွဲ့တွေကိုအင်အားအသာစီးယူဝိုင်းပတ်ဖမ်းဆီးပြီးခရိုင်းမီးယားဒေသကိုထိန်းချုပ်လိုက်ပါတော့တယ်။အဲ့ဒီအချိန်တုန်းကရုရှားသမ္မတပူတင်ဟာခရိုင်းမီးယားကိုဝင်သိမ်းတဲ့ဗဟေဒီဆန်ဆန်စစ်သားတွေအကြောင်းသူမသိပါဘူးဆိုပြီးညင်းခဲ့ပါသေးတယ်။နောက်ပိုင်းမှာတော့ရုရှားဟာယူကရိန်းနိုင်ငံရေးအခြေအနေမတည်မငြိမ်ဖြစ်နေတဲ့ကာလတခုမှာအခွင့်ကောင်းယူပြီးခရိုင်းမီးယားကိုတရားမဝင် သိမ်းယူခဲ့တယ်ဆိုတာရှင်းရှင်းလင်းလင်းပေါ်လွင်လာပါတော့တယ်။ ဒီနေရာမှာခရိုင်းမီးယားရဲ့တမိုင်းကြောင်းအချင်းချုပ်ပြန်ပြောပြပါမယ်။မြေထဲပင်လယ်နဲ့ထိစပ်နေတဲ့ကျွန်းဆွယ်ဒေသဟာရုရှားပြည်မကြီးနဲ့ကွဲပြားပြီးပူနွေးဆိုဆွတ်တဲ့ရာသီဥတုရှိနေတယ်လို့ဒီနေရာအရလည်းတတိတခြားဆန်ပါတယ်။မြေထဲပင်လယ်ထွက်ပေါက်လိုချင်နေတဲ့ရုရှားတို့လည်းခရိုင်းမီးယားကိုပြန်လည်ပိုင်ဆိုင်ဖို့ဆိုတာတိတ်အရေးကြီးပါတယ်။ဒီနေရာမှာပြန်လည်ဆိုတဲ့အသုံးအနှုန်းအကြောင်းကိုရှင်းပြပါမယ်။ ဧကရီဘယင်မကြီးကက်သရင်းလက်ထက်မှာခရိုင်းမီးယားကိုရုရှားပိုင်နက်ထဲသွတ်သွင်းခဲ့ပြီးအဲ့ဒီကတည်းကရုရှားနဲ့ဆိုဗီယက်ပြည်ထောင်စုတွေရဲ့နယ်မြေအဖြစ်နှစ်ပေါင်းများစွာတည်ရှိခဲ့ပူတာကြောင့်ပါဒါပေမဲ့1954ခုနှစ်မှာတော့ဆိုဗီယက်ကောင်းဆောင်နီကီတာခရူရှော့ဖ်ကခရိုင်းမီးယားကိုယူကရိန်းပိုင်နယ်အဖြစ်အသိအမှတ်ပြုပေးခဲ့ပါတယ်။မျက်မှောက်ကာလမှာတော့ပူတင်ဟာအဲ့ဒီတုန်းကခရူရှော့ဖ်ရဲ့ဆုံးဖြတ်ချက်အပေါ်အပြင်းထန်ဝေဖန်ခဲ့ပြီး တရားမဝင်တဲ့လက်လွှဲမှုလူရမ်းမှုတခုလိုတောင်ဆွဆွဲခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကာလတွေတုန်းကရုရှားရောယူကရိန်းပါဆိုဗီယက်ပြည်ထောင်စုကြီးရဲ့အစိတ်အပိုင်းတွေအဖြစ်ရှိနေတာကြောင့်ခရိုင်းမီးယားကယူကရိန်းရဲ့အစိတ်အပိုင်းဖြစ်လာတဲ့အချိန်ပြဿနာကြီးကြီးမားမားမရှိခဲ့ပါဘူး။ဒီလိုနဲ့ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲတဲ့အချိန်အခါစီရောက်လာပါတော့တယ်။တခြားသောဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်နေမျိုးတွေလိုပဲယူကရိန်းကလည်းတီးခြားနိုင်ငံ ဖြစ်လာပါတယ်။ဆိုဗီယက်ကိုဆက်ခံတဲ့ခေတ်သစ်ရုရှားနိုင်ငံဟာ ခရိုင်းမီးယားကိုလက်ဆင့်ကမ်းထိမ့်သိမ်းခြင်းပေမဲ့ခရိုင်းမီးယားမှာပြုလုပ်တဲ့လူမှုစံတာခံယူမှုရလကတော့ယူကရိန်းနဲ့အတူတွဲပြီးလွတ်လပ်ရေးရယူဖို့ရွေးချယ်သွားခဲ့ပါတယ်၂၀14မှာတော့ရုရှားတပ်တွေကခရိုင်းမီးယားကိုပြန်လည်ထိမ့်ချုပ်ခဲ့ပါတယ်ဒါပေမဲ့နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုကိုတော့ဘယ်တော့ကမှမရခဲ့ပါဘူးခရိုင်းမီးယားလူဦးရေရဲ့90ရာခိုင်နှုန်းကျော်ဟာရုရှားတွေဖြစ်ပါတယ်ဒါကလည်း1944ခုနှစ်တုန်းကခရိုင်းမီးယားဒေသခံတာတာမျိုးနွယ်စုတွေကို ဆိုဗီယက်အာဏာရှင်ဂျိုးဆက်စတာလင်ကနှင်ထုတ်ခဲ့တာကြောင့်ပါဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးတဲ့နောက်မှာသာတာတာတွေကဇာတိဒေသမှာပြန်လည်အခြေချနိုင်ခဲ့ပြီးအခုတော့ခရိုင်းမီးယားလူဦးရေရဲ့15ရာခိုင်နှုန်းလောက်သာရှိပါတော့တယ်။ပူတင်က2014ခုနှစ်မှာခရိုင်းမီးယားကိုသိမ်းပိုက်ခဲ့တဲ့နောက်ပိုင်းအဲ့ဒီဒေသမှာရုရှားရဲ့ခြေကုပ်ယူမှုနဲ့ဩဇာလွှမ်းမိုးမှုအခြေခံအောင်အစွမ်းကုန်စူးစမ်းခဲ့ပါတော့တယ်။ပထမခြေလှမ်းဖြစ်ခရိုင်းမီးယားနဲ့ရုရှားပြည်မကြီးကြားပိုင်းခြားထားရာ Gauge ရေလက်ကြောင်ဖြတ်တန်းပြီး72မိုင်ရှိတဲ့တံတားကြီးတိစောက်စေခဲ့ပါတယ်။နောက်တော့2022ခုနှစ်မှာကျူးကျော်စစ်စတင်ပြီးတဲ့အခါ Crimea နဲ့ Russia ကိုကုန်းလန့်စင်းကြံအဖြစ်ဆက်ဆက်တဲ့ Azov ပင်လယ်ကမ်းခြေဒေသကိုဦးစားပေးအစဉ်ရအောင်တင်းယူစေခဲ့ပါတယ်။ Putin ဟာ Crimea ဒေသကိုရုရှားပိုင်နယ်ဖြစ်သွတ်သွင်းကြောင်းဒေသရင်းမှာလူမှုစန္ဒခံယူပွဲတစ်ခုပြုလုပ်စေပြီးကြေညာခဲ့ပေမဲ့ကုလသမဂ္ဂနဲ့နိုင်ငံတကာအသိုက်အဝန်းကတော့ဘယ်တော့မှလက်မခံခဲ့ပါဘူး။ ဒီတော့လက်ရှိစစ်ပွဲကိုရပ်ဆိုင်းစေဖို့ဂျားပွဲစားလုပ်ပေးမယ်ဆိုတဲ့ထရမ့်ကခရိုင်းမီးယားကိုရုရှားပိုင်တဲ့အဖြစ်သတ်မှတ်မယ်ဆိုတဲ့သဘောမျိုးမျက်လုံးပေးခဲ့တဲ့အခါပူတင်ရဲ့မျက်လုံးတွေအယောင်တောက်လာတာမဆန်းပါဘူး။ဒါကသူအရန်လိုလားတဲ့ကိစ္စမျိုးပါ။တစ်ဖက်မှာတော့ယူကရိန်းသမ္မတဇယ်လမ်စကီကခရိုင်းမီးယားကိုလက်လွတ်ဖို့ကိစ္စလက်မခံပါဘူး။ဒါကိုပဲထရမ့်ကဒေါသပုံထနေတာဖြစ်ပါတယ်။ ဇလမ်စကီကခရိုင်းမီးယားကိုရုရှားပိုင်နယ်အဖြစ်သတ်မှတ်ပေးဖို့သူလက်မခံနိုင်ကြောင်းအင်မတန်ခိုင်မာပြီးဓမ္မဒိဋ္ဌန်ကြတဲ့အကြောင်းပြချက်မျိုးကိုကင်ထားပါတယ်။ဒါကတော့သူ့ရဲ့တမရလုတ်ပိုင်ခွင့်မှာဒီကိစ္စကိုအဆုံးဖြတ်ပေးပိုင်ခွင့်လုံးဝမရှိဘူးဆိုတဲ့အချက်ပါ။ဇလမ်စကီကယူကရိန်းအခြေခံဥပဒေပါတိကျတဲ့ပြတန်းချက်ကိုကိုးကားထားပါတယ်။အခြေခံဥပဒေအရယူကရိန်းရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုနည်းမြေအလုံးကိုတမရဆုံးဖြတ်ချက်နဲ့ဆုံးရှုံးပိုင်ခွင့်မရှိဘူးဆိုတာကိုတိတိကျကျသတ်မှတ်ထားပါတယ်။ ီနေရာမှာအခြေခံဥပဒေဆိုတာကလိုအပ်ရင်ဒါမှမဟုတ်စန္ဒရှိရင်ပြင်ဆင်လို့တော့ရပါတယ်ပြင်ဆင်မှုလုပ်ဖို့ဆိုရင်လူဒုစန္ဒခံယူပွဲတွေကျင်းပဖို့လိုပါတယ်ဒါပေမဲ့ကျူးကျော်စစ်တမ်းကြောင့်စစ်အုပ်ချုပ်ရေးကြီးညာထားရတဲ့ယူကရိန်းမှာတော့ဒီကိစ္စကမဖြစ်နိုင်သေးပါဘူးဇလမ်စကီဟာကိုပိုင်စန္ဒအရလဲခရမ်မီးယားကိုပူတင်လက်ထက်အလျှော့ပေးပြီးထိုးအပ်တာမျိုးမလုပ်ချင်ပါဘူး တကယ်တော့စစ်ပွဲရစားရေးညှိနှိုင်းမှုတွေမှာယူကရိန်းရဲ့အခြေခံဥပဒေဟာကြော်လွှားဖို့ခက်တဲ့အတားအဆီးတစ်ခုဖြစ်လာမယ်လို့ရုရှားဘက်ကလည်းကြိုတင်ယူဆထားပြီးသားပါနောက်တစ်ချက်ကဇယ်လမ်စကီးဟာ2018ခုနှစ်မှာထရမ့်ကအမေရိကန်သမ္မတအဖြစ်ပထမတက်တန်တာဝန်ယူတုန်းကထုတ်ပြန်ခဲ့တဲ့သဘောထားကြေညာချက်တစ်ခုကိုလည်းထောက်ပြထားပြန်ပါတယ်အဲ့ဒီတုန်းကထရမ့်ရဲ့နိုင်ငံသားရေးဝန်ကြီးထုတ်ပြန်တဲ့ခရမ်းမီးယားကြေညာချက်ထဲမှာ ရုရှားကခရိုင်းမီးယားကိုသိမ်းပိုက်ထားမှုအပေါ်အမေရိကန်အစိုးရအနေနဲ့အတိအမှတ်မပြုဘူးလို့အတိအလင်းဖော်ပြထားခဲ့တာပါအခုကြမှသာထရမ့်ဟာစစ်ရဲစားရေးအ мян အထမြောက်စေခြင်းတဲ့သဘောနဲ့ခရိုင်းမီးယားကိုရုရှားလက်ထဲထိုးအပ်ဖို့စိုင်းပြင်လာတာဖြစ်ပါတယ်ဒီနေရာမှာထရမ့်ရဲ့အစိုးရကစစ်ပွဲရဲစားရေးကိစ္စကြားဝင်ဆက်ဆက်ပေးတဲ့အနေနဲ့ရုရှားရောယူကရိန်းစီကိုပါအဆိုပြုချက်တွေပေးပို့ထားခဲ့ပါတယ် အဲ့ဒီအဆိုပြုချက်တွေမှာပါတဲ့အကြောင်းအရာအသေးစိတ်ကိုမထုတ်ပြန်သေးပေမဲ့နေဆက်သူတွေရဲ့အတည်ပြုချက်အရခရိုင်းမီးယားကိုရုရှားပိုင်တဲ့အဖြစ်အမေရိကန်ကအတိအမှတ်ပြုပေးမယ်ဆိုတဲ့ကန့်လန့်မှုပါဝင်နေကြောင်းသိရတာပါတကဘာလုံးကအတိအမှတ်ပြုမထားသလိုတရားမဝင်နီးလန်းနဲ့ဗိုလ်ချုပ်သိမ်းယူထားတဲ့ကိစ္စမှန်သိထားတာထရမ့်ကခရိုင်းမီးယားကိုရုရှားနေမြေအဖြစ်အတိအမှတ်ပြုပေးမယ်လို့အဆိုပြုထားတာဟာတော်တော်ကျဉ်းဝကင်းမဲ့ပြီးလွန်ခဲ့တဲ့အချိန်တွေပါယူကရိန်းနိုင်ငံကိုယ်တိုင်ကခရိုင်းမီးယားကိုဆွန့်လွတ်ပေးဖို့လက်မခံတဲ့၍ ရုရှားရဲ့သိမ်းယူမှုဟာနိုင်ငံတကာမှာတရားမဝင်ပါဘူး။တကဘာလုံးကျင့်သုံးနေတဲ့နိုင်ငံတကာဥပဒေကျင့်ဝတ်တွေအရဒီအရှိတရားကိုရှောင်လွှဲလို့မရပါဘူး။မဖြစ်သင့်တဲ့ကိစ္စတစ်ခုကိုစစ်ပွဲရပ်ရင်ပြီးရောဆိုတဲ့သဘောထားနဲ့ထည့်သွင်းကန့်လန့်ခဲ့ပြီးအခက်ကြုံလာတဲ့အချိန်ကြမှာဇလမ်စကီကိုအပြစ်ဖို့နေတဲ့ထရမ့်ရဲ့လှုပ်ရက်က တော်တော်အစီအငောင်းမတည့်ဘူးလို့ဆိုနိုင်ပါတယ်။စစ်ပွဲရပ်စားရေးအတွက် American ကအဆိုပြုထားတဲ့ဆိုတဲ့အချက်တွေထဲမှာ လက်ရှိရုရှားကတည်ယူထားတဲ့တခြားယူကရိန်းနယ်မြေတွေကိုဘလို့ကင်တွေစီမံဖို့အကြံပြုထားတယ်လဲဆိုတာကိုတော့မသိရသေးပါဘူး။ဒါပေမဲ့ခရိုင်းမီးယားကိုရုရှားစီလွှဲပေးဖို့ဆိုတဲ့အချက်ကတော့ကျင်းသေးနေတဲ့အတွက်လဲဒီအကြောင်းကိုပိုပြီးအာယုံဆိုင်စရာဖြစ်နေတာပါ။ပြီးတော့ယူကရိန်းကို NATO စစ်မဟာမိတ်အဖွဲ့ထဲဝင်ခွင့်မပြုအောင် American ကတားမြစ်ပေးမယ်ဆိုတဲ့အာမခံချက်မျိုးလည်းပါဝင်ကြောင်းသတင်းတွေကြဲကြဲပြန့်ပြန့်ထွက်ပေါ်နေပါတယ်။တကယ်တော့ Crimea ကို Russia ပိုင်တဲ့အဖြစ်အတိမတ်ပြုဖို့ဆိုတဲ့ကိစ္စကိုအဆုံးဖြတ်ပေးဖို့ ဆဒမ်စကီမှာလောက်ပိုင်ခွင့်မရှိသလိုထရပ်မှာလည်းအာဏာမရှိပါဘူး။နောက်ခံအခြေအနေတွေကျင့်ဝတ်စည်းမျဉ်းတွေအရဘယ်ရှုထောင့်ကပဲကြည်ကြည်ယူကရိန်းရဲ့စံတမပါပဲယူကရိန်းပိုင်နက်ကိုလက်လွတ်စေဖို့ကျူးကျော်သူရုရှားနိုင်ငံစီလွှဲပြောင်းပေးဖို့ဆိုတာတွေကို American အပါအဝင်တခြားဘယ်နိုင်ငံကမှလောက်ပိုင်ခွင့်မရှိပါဘူး။တစ်ဖက်မှာလည်းစစ်ပွဲအ мян ဆုံးရပ်တန့်စေဖို့အလင်းလိုနေတဲ့ထရပ်ဟာစီးရီပေါင်းတွေကြော်တဲ့ဖိအားမျိုးယူကရိန်းကိုပေးလာပုံပါပဲ။အခုသတင်းပတ်ထဲမှာတော့ ထရမ့်ကစစ်ပွဲရဆာရေးကိစ္စညှိကြရမှာရုရှားနဲ့စကားပြောရတာပို့လွယ်ပြီးယူကရိန်းနဲ့ကြားမှာလက်ပေါက်ကပ်နေတယ်လို့မကြေမချမ်းပြောပါတယ်။ဒါပေမဲ့ဒီအခြေအနေတွေကကြိုတင်မှန်းဆလို့မရခဲ့တဲ့ကိစ္စတွေတော့မဟုတ်ပါဘူး။သမရဖြစ်လာရင်ယူကရိန်းစစ်ပွဲကိုအ мян ဆုံးရတန်းပြမယ်လို့လေကြီးလေကျန်မပြောခင်မှာထရမ့်အနေနဲ့သူကတိပေးမဲ့ကိစ္စအကြောင်းတကယ်တမ်းပိုပြီးထဲထဲဝင်ဝင်လေ့လာဆန်းစစ်ကြည့်ခဲ့မယ်ဆိုရင် အခုကြုံနေတဲ့ဘေးကျန်တဲ့အခြေအနေကိုရှောင်လွှဲနိုင်ခဲ့မှာသိကြပါရဲ့ရှင်။ People's Spring ရဲ့ပြောပြအောင်မဲ့အစီအစဉ်ကိုတော့အပတ်စဉ်တနင်္ဂနွေနေ့ည၈နာရီချိန်တိုင်းမှာတင်ဆက်ပေးနေတာဖြစ်ပါရဲ့ရှင်။